လူကြီးသားပုံစံအယောင်ဆောင်တဲ့အထိအစ်စ်မြင်လာတဲ့ကြားဖြင့်အဖွဲပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်ဆယ်လီထိုကီကနေပြလဲကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းမှာအွန်လိုင်းမှာတမျိုးပြင်ပမှာတပုံနဲ့လူတွေရဲ့ချွေးနှဲစာတွေကိုလိုက်လံလင်ယူနေကြတဲ့ကြားဖြင့်လူလိန်အုပ်စုပြဒနာတွေကအတော်လေးကိုကြီးထွားလာခဲ့တာဖြစ်ပါတယ်လူငယ်တွေကိုလမ်းမရောက်စေပြီးတော့လူကြီးတွေကိုဘဝပြက်စေတဲ့လူလိန်တွေဟာအခုချိန်မှာတော့အသွင်ပြောင်းပုံနဲ့အုတ်ချွေးဘိုင်းတွေမှာပါဝင်နေအထက်ပိုင်းလူကြီး ားတွေရဲ့ပုံစံအယောင်ဆောင်ပြီးတော့မိန်းကလေးတွေရဲ့ဘဝကိုဖျက်ဆီးလာခဲ့ကြပြီဖြစ်ပါတယ်။အခုရင်ပိုင်းမှာနာမည်ကြီးနေတဲ့အကြောင်းအရာကတော့လူကြီးသားအယောင်ဆောင်ပြီးအိမ်ထဲကြီးဝင်ကိုသွားတဲ့တခိုးဝဲဖြစ်ပါတယ်။ဖြစ်ပုံအဆမှာလူငယ်တွေကအွန်လိုင်းပေါ်မှာတွေ့ကြပြီးတော့စိတ်ဝင်စားရတာကနေကြီးစားဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ မြန်မာပြည်မှာအခုချိန်အပေါ်ဆုံးကလူကြီးသားတွေဖြစ်ပြီးတော့အဲ့ဒီလူကလည်းလေတက်ရဲ့ဒုတိယအကြီးဆုံးလူကြီးတဦးရဲ့သားဖြစ်တယ်လို့ဆိုပါတယ်။စကားပြောပြီးတော့သမီးရီးစားဖြစ်ခဲ့ကြတဲ့ဒီနှစ်ယောက်ကရီးစားဖြစ်ပြီးနှစ်ရက်အကြာမှာပဲအပြင်မှာတွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။ပထမဆုံးတွေ့ဆုံမှုမှာတင်မတ်လောက်တဲ့ငွေပမာဏကိုသုံးဆွဲပြခဲ့ပြီးတော့မိန်းကလေးတိုင်းရှင်ခုံလောင်းမဲ့ပန်းစည်းတွေလက်ဆောင်တွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ငွေကိုရင်းလို့သုံးပြပြီးတော့သူမအပေါ်မှာလည်းအလွန်ကောင်းခဲ့ပါတယ်။ဒါပေမဲ့ မဲ့လည်းဓာတ်ပုံရိုင်းရင်တော့မျက်နာပုံကိုအရင်မခံမဲနဲ့ကိုယ်တပိုင်းပုံသာအရင်ခံလေးရှိရလို့ဆိုပါတယ်ဒီလိုနဲ့သူတို့လေးရက်တခါတွေ့ဖြစ်ခဲ့ကြပြီးတော့တခါတွေ့တိုင်းမှာအ ਨੇ ဆုံးငွေသိန်း၁၀ချီအကုန်ကျခံပြတယ်လို့ပြောပြခဲ့ပါတယ်သူမတို့တွေ့ခဲ့တဲ့အတော်တွေမှာသူမတို့ငွေသိန်း90လောက်အသုံးပြုခဲ့တာဖြစ်တယ်လို့လည်းပြောလာခဲ့ပါသေးတယ်သူမတို့နှစ်လလောက်တွေ့ပြီးရဲ့ချိန်မှာမိဘတွေနဲ့လည်းရင်းနှီးမှုရှိအောင်ဆိုတဲ့အကြောင်းပြချက်နဲ့အင်ကိုဝင်ထွက်ပြီးတော့မိဘတွေရဲ့ယုံကြည်မှုကိုလည်းရယူခဲ့တယ်လို့ ဆိုပါရယ်ရုပ်ရည်ကလည်းချုံမောပြီးပတ်စံရှိတဲ့အပြင်အာနာလည်းရှိတဲ့အတန်းဝိုင်းကြီးရဲ့ယောက်ျားတစ်ယောက်ကအခုလိုပြုံမှုနေထိုင်နေတဲ့အတွက်ရင်ခုန်မိတာကတော့မိန်ကလေးအမှားမဟုတ်ပဲသူမရဲ့ခံစားချက်တွေကိုအခွင့်ကောင်းယူကတဲ့အိမ်လုံးရဲ့အစည်းအိမ်တွေကိုလိန်လေခိုးယူတဲ့သူကသာလဲအဖြစ်ဖြစ်ပါရယ်မိဘတွေအတွက်လည်းတမတ်အလိန်မာလေးလောက်ကအိမ်ကြီးချင်းအတန်းဝိုင်းနေအထိရင်းနှီးမှုရရှိအောင်ထိလှုပ်ပြီးရဲ့ချိန်မှာနှစ်ဖက်မိဘတွေကိုတွေ့ပေးခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ကနေစားတောက်ဆိုင်က ိုခေါ်ယူခဲ့တာဖြစ်ပါတယ်။တမိသားစုလုံးကိုအိမ်မှာမရှိအောင်လို့ခွင်းစင်ပြီးတော့အဲ့ဒီရဲရင်ဖြိုးဝေးဆိုတဲ့သူကတအိမ်လုံးကိုမှုရင်ကရှိသမျှအစည်းအဝေးတွေအကုန်လုံးကိုယူသွားခဲ့တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ အင်းရဲ့အတွင်းပြင်စင်တွေအကုန်လုံးကိုတန်တစ်တာတွေမှာထည့်ထားတာဖြစ်တဲ့အတွက်တော့မဖြတ်နိုင်တဲ့အဆုံးမှာတစ်တာလိုက်ကိုမယူသွားခဲ့တဲ့အကြောင်း CCTV မှတ်တမ်းနဲ့တကွာတင်ပြလာခဲ့တာဖြစ်ပါတယ်။ကြားဖြန့်တို့ရဲ့ထုံးစံအတိုင်းနည်းနည်းပေးပြီးများများယူတတ်တဲ့ဝတ်ဒီအကြောင်းသိန်း90ကိုရင်းပြုတ်ပြီးတော့တမိသားစုလုံးရဲ့စီးစိမ်အထိလိမ့်လဲရယူခဲ့တာဖြစ်ပါတယ်။ပတ်စံလိမ်ဖို့အတွက်အကင်းအတုတွေထွင်တာကနေစလို့အခုလိုမျိုးမိန်းကလေးတွေရဲ့စိတ်နဲ့အချစ်ကိုလှည့်စားနိုင်ဖို့အတွက်ဇက်ကားကြီးတစ်ခုလို driver တွေ ဇလန်းအတုတွေဖန်တီးပြီးတော့သူတစ်ပါးရဲ့ချွေးနှဲစာစီစဉ်တွေကိုရယူဖို့စူးစမ်းလာကြပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့်မိမချောလေးတွေအတီးကတရိနဲ့နေဖို့သိမိဖြစ်ကြောင်းသတိပေးလိုက်ရပါတယ်။အာနာရှိတဲ့လူကြီးသားကိုကြိုက်မိကမှတအိမ်လုံးစီစဉ်ပြောင်းသွားရတယ်။ဒီမိန်းကလေးရဲ့အဖြစ်နဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။